welcome back ပါ one keynote biblical leadership and management page ကနေပြန်လည်ပြီးခါမှာကြိုးဆိုပါရယ်ကျွန်တော်တို့ PK ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ biblical leadership and management ဆိုတဲ့ခေါင်းစဉ်အားဖြင့်ကျွန်တော်တို့အတူတကွတပတ်မှာကျွန်တော်အနည်းဆုံး၃ချိန်လောက်ကိုကျွန်တော်တို့တကွလေ့လာကြတာဖြစ်ပါတယ်ဆို leadership and management လို့ပြောတဲ့ဘာသာရပ်ကြီးကအရင်မကြီးတဲ့ဘာသာရပ်ပါဒါကြောင့်ကျွန်တော်ကတော့ biblical ဆိုပြီးမှကျွန်တော်ဓမ္မဗေဒ ပိုင်းဆိုင်ရာရှုတောင်းအနေနဲ့ဘလိုအနေနဲ့ခေါင်းဆောင်မှုတွေလုပ်တယ်ဘလိုအနေနဲ့စီမံခန့်ခွဲမှုတွေလုပ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်အတူတူကဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီကနေ့မှာကျတော့စန်းစာထဲမှာရှိတဲ့ပုတ်ကူတဦးကဘလိုအနေနဲ့ management ကိုလုပ်တဲ့အခါမှာသူ့ရဲ့ management အားဖြင့်သူနေတဲ့တိုင်းပြည်ထဲမှုပဲနဲ့ပတ်ဝန်းကျင်မှာရှိတဲ့တိုင်းပြည်ဒီပါကောင်းကြီးမိန်လာရရှိတယ်လဲဆိုတဲ့အကြောင်းအရာလေးဘလို့ management လုပ်တယ်လဲဆိုတော့ကျွန်တော်တို့ကကြည့်မှာဖြစ်ပါတယ် မိတ်ဆွေ ready ဖြစ်နေပြီဆိုရင်ကျွန်တော်သွားကြည့်အောင်ဆိုတော့ကျွန်တော်ဒီနေ့ပြောမယ်ပုဂ္ဂိုလ်ရဲ့နာမည်ကတော့မိတ်ဆွေရောဘယ်သူလို့ထင်ပါလဲဆိုတော့ကျွန်တော်အလုံး family ဖြစ်ပြီးသားယဉ်နေပြီးသားဖြစ်တဲ့ယောသက်ဂျိုးဆက်ပဲဖြစ်ပါတယ်ဂျိုးဆက်က faro ဘယင်ကအိမ်မက်မက်တဲ့ຢာကိုပြန်ပြီးခါမှဒီဘာသာပြန်ပေးတဲ့ခါမှသူ့ရဲ့တိုင်းပြည်က ခုနှစ်နှစ်လုံးလုံးအသီးအနှံနဲ့ပေါများမယ်အဲပေါများတဲ့နှစ်ကိုကြော်ပြီးတာနဲ့ခုနှစ်နှစ်လုံးလုံးဘေးဒဏ်ကြီးကာလရောက်မယ်အစာငတ်မွေခြင်းအစာခေါင်းပါခြင်းအရာတွေကိုကြုံတွေ့မှာဖြစ်တယ်ဆိုပြီးသူ့ရဲ့အိမ်မက်ကိုအတိတ်ပဲဖွင့်ဆိုပေးတယ်အတိတ်ပဲဖွင့်ဆိုပေးတဲ့အခါမှာကအဲ့လိုဆိုတော့ဖာရောဘုရင်ကပြောတယ် ဒီလိုမျိုးကိုကျွန်တော်ဘယ်လိုကြော်လွှားရမလဲလို့ပြောတဲ့အခါမှာယောသလေးကဒီလိုကြော်ဖြတ်ရမယ်ဒီလိုကြော်လွှားရမယ်ဆိုတဲ့အချက်ရှစ်ချက်အားဖြင့်သူကလှုပ်တဲ့အခါမှာတိုင်းပြည်လဲကြီးပွားတယ်တိုးတက်တဲ့အောင်မြင်တယ်ဒါကိုကျွန်တော်တွေ့လို့ရပါတယ်ဆိုတော့ယောသကဘလို့အချက်လေးတွေနဲ့သူတို့လှုပ်တယ်လဲဆိုတာကိုလည်းကျွန်တော်တို့ကကြည့်ကြည့်ရအောင်ဆိုတော့သူအိမ်မက်ကိုဘာသာပြန်ပေးပြီးတဲ့နောက်မှာ ခုနှစ်နှစ်ကအလုံးမဲ့ပွားများမယ်တကယ်ပဲတတိဒီအဆအဆအယယာဆိုင်းရစပါးဒီပေါ်များကျွဲဝပြီးမှအဲ့ခုနှစ်နှစ်လွန်နာနဲ့ခုနှစ်နှစ်လုံးလုံးကအဆခေါင်းပါခြင်းဘေးဒဏ်ကိုခံရမယ်အဲ့တက်ခါမှာအဲ့ပြောလာတဲ့အခါမှာယောတက်ကဘလို့နဲ့ management လုပ်တယ်လဲဆိုတော့ကျွန်တော်ကြည့်အောင် ဖာရောဘေးကသူ့ရဲ့လက်ထဲမှာထည့်တဲ့အခါမှာ management သူကောင်းကောင်းလုပ်တဲ့ number 1ချက်ကဘာလုပ်တယ်လဲဆိုတော့ selection ရွေးချယ်ပါတယ်လူရွေးချယ်တယ်ဆိုတော့သူ့ရဲ့ management ကို ပထမဆုံးသူဒီ Egypt ပြည်ကြီးအစာခေါင်းပါခြင်းဘေးကနေကြော်ဖြတ်နိုင်ဖို့အတွက်သူပထမဆုံးလုပ်တဲ့အရာကဘာလဲဆိုရင်တော့သူလူရွေးချယ်တယ် နံပါတ်1ကသူနဲ့အတူတကွလက်တွဲလှုပ်ဆောင်မဲ့လူတွေကိုရွေးချယ်တယ်အဲ့ဒါကတိတ်ပြီးခါမှရေးကြီးပါတယ်ကျွန်တော်အလုပ်တစ်ခုကိုလှုပ်တော်မယ်ဆိုရင်ကိုယ့်ရဲ့ရေမှန်းချက်တည်းဘန်းနိုင်ကိုရောက်နိုင်ဖို့အတွက်ကျွန်တော်တို့ကိုကူညီမဲ့လူတွေကို ရွေးချယ်ဖို့ကနံပါတ်1အရေးကြီးပါတယ်ကိုယ့်ရဲ့ဆွေမျိုးသားချင်းဟာသူကတော့ကိုယ့်ရဲ့တငယ်ချင်းပဲကိုကတော့သူ့ရဲ့အဖေအဖေရဲ့တငယ်ချင်းပဲဆိုပြီးခါမှကျွန်တော်တို့ရွေးလို့မရပါဘူး ကိုနဲ့တစိတ်တဲ့တဝန်းနဲ့ဖြစ်ပြီးကိုရဲ့အလုံးမှာကူညီနိုင်မဲ့လူကူရွေးချယ်ဖို့နံပါတ်၁ချက်အနေနဲ့အသိရေးကြည့်တယ်ဒီတိုင်းပဲရောတာလေးကလည်းလှုပ်ပါတယ်နံပါတ်၂ချက်မှာကျတော့ तू ဘာလုပ်တယ်လဲဆိုတော့ तू ရွေးချယ်တဲ့လူဒီထဲမှာ designing man ကောင်းမကောင်းကိုကောင်းကောင်းသိနိုင်တော့ तू ကိုကိုကိုစီမံခန့်ခွဲနိုင်တော့သူတွေကို तू ရွေးတယ် ဆိုတော့ဒီဟာအရာလုပ်ရင်မကောင်းပဲဒီဟာလုပ်ရင်မကောင်းမှုဆိုတာတိယုံတင်တဲ့မုတ်ပန်းနဲ့တာဝန်ပေးလိုက်တဲ့အပေါ်မှာအကောင်းမွန်ဆုံးတဲ့ဒါလုပ်ရင်မကောင်းမှုဆိုတော့ကောင်းဆောင်ပုံမှာပဲအမြဲတမ်းအမိတဲမလုပ်ဘဲနဲ့ကောင်းဆောင်ပေးတဲ့တာဝန်ပုံမှာညံပညာဦးနှောက်တီကိုအတုံးချနိုင်မဲ့လူတွေကိုရွေးချယ်တယ်ဆိုတော့ကျွန်တော်တွေ့လို့ရတယ် ဒါကြောင့်ကျွန်တော်ရဲ့ management မှာရွေးချယ်တဲ့ကိုနဲ့လုပ်ဖော်ဆောင်ဖက်တွေရွေးချယ်တဲ့နေရာမှာကိုတာဝန်ပေးလိုက်တဲ့လူကကိုကိုကိုစီမံခန့်ခွဲနိုင်တော့သူဖြစ်ဖို့လည်းတအားရည်ကြီးတယ်။ခေါင်းဆောင်ကိုပဲတွားမေးတွားမေးတာမျိုးမဟုတ်တဲ့ management နော်ကိုနဲ့လုပ်ဖော်ဆောင်ဖက်ဖြစ်ဖို့လည်းအရင်ရည်ကြီးပါတယ်။နံပါတ်3ချက်ကဘာနဲ့သူပြောထပ်ပြီးရွေးတယ်လဲဆိုတော့ဒီအရာတဲ့နဲ့ပြည်လာမပြီးဘူးဘာလဲဆိုတော့ wise man ိညာရှိသောသူတွေကိုရွေးချယ်တယ်။အဲ့လိုပိညာရှိသောသူတွေရွေးချယ်တဲ့အခါမှာပိညာရှိသောသူတတော်များများစီမံခန့်ခွဲနိုင်သောသူတတော်များများကအလုတ်ကိုစ조사သောသူတွေဖြစ်တယ်။အဲ့တော့ကြောင့်ယောသလေးက तू နဲ့လှုပ်ဖို့ဆောင်ဖိတ်ရွေးချယ်တဲ့အခါမှာပိညာရှိသောလူတွေကို ရွေးချယ်တယ်။အဲ့တော့ကြောင့် तू အေကုတ်တူပြီးတစ်ခုလုံးကအစာခေါင်းပါချင်းကြုံတွေ့ဖို့အတွက်ကို သူကြော်လွှားနိုင်ဖို့သူ selection number 1လုပ်တယ်ဒုတိယမှာကိုကိုကိုတကယ်ပဲ design လုပ်နိုင်တဲ့သူကိုရွေးတယ်နံပါတ်3ချက်မှာကျတော့ဘာရွေးတယ်လဲပညာရှိသောသူကိုရွေးတယ်ဒါမှသာလျှင်ကောင်းကောင်းစီမံခန့်ခွဲနိုင်မယ်ဆိုတာကောင်းကောင်းသဘောပေါက်တယ်ဆိုတော့ဒီခုနှစ်ဘေးဒဏ်ကြီးခုနှစ်နှစ်ကာလလို့ကျွန်တော်ပြောမှာပေါ့အစာရေခေါင်းပါတဲ့ခုနှစ်နှစ်ကိုကြော်ပြတ်နိုင်ဖို့အတွက်ကအလုပ်စူးစမ်းရမယ်စီမံခန့်ခွဲနိုင်ရမယ် ဉာဏ်ပညာရှိသောသူဖြစ်ရမယ်ဆိုတာကိုတေချာလေးယောသတ်ကရွေးချယ်တယ်ဆိုတာကိုကျွန်တော်တွေ့လို့ရပါတယ်ဆိုတော့နံပါတ်၄ချက်မှာကြတော့ဗာလဲဆိုတော့အဲအားလုံးကို ရွေးချယ်ပြီးတဲ့နောက်မှာဖာရောဘုရင်ရှိမှာပြောတယ်ကာဖာရောဘုရင်ကြီးကျွန်တော်ဒီလူဒီကို ရွေးချယ်ပြီးတဲ့နောက်မှာကျွန်တော်ကိုအလုပ်လုပ်ဖို့ office ပေးပါဆိုပြီးခါမှာတောင်းလိုက်တယ် ဘာလဲဆိုတော့ office ပေးလိုက်တဲ့ခါမှာသူက officery ကိုစာဖြီးมาထားပြီဖွဲ့စည်းပုံကိုသူစာဖြီးခါမှာပြင်လိုက်ပြီဘယ်သူကခေါင်းဆောင်မှုလုပ်မယ်ဘယ်သူကအဲခေါင်းဆောင်မှုရဲ့နောက်မှာ management ညီကောင်းကောင်းလုပ်မယ်ဟိုးအောင်ငယ်သားအထိအကြီးဆုံးအထိကောင်းမွန်တဲ့စီမံခန့်ခွဲမှုကိုအမှရောတက်ကတောင်းဆိုလိုက်တယ် appointment officer တွေကိုသူတောင်းလိုက်တယ်ဆိုတော့ဘာဖြစ်လဲဆိုရင်သူက အကြီးဆုံးသော management ဖြစ်တယ် သူကအကြီးအမားဆုံးသော management ကိုကင်တွယ်ရမယ် manager ဖြစ်လာတဲ့အခါမှာ သူ့ရဲ့လက်အောက်ငယ်သားတွေကစီးစနစ်ကြစွာနဲ့ သူတို့တကယ်ပဲဒီခုနှစ်လုံးမှာအရင်မဲ့အတီးနှံနေပေါ်များတဲ့အချိန်မှာတူလောင်ရမယ်ဘလို့တူလောင်ရမယ်ဆိုတော့အရာအားလုံးကိုစီမံပြီးတဲ့နောက်မှာခက်ခဲတဲ့အချိန်မှာဒီတူလောင်ထားတဲ့အရာတွေကိုအေကုတ်တို့ဘီယုံတင်မဟုတ်ပဲနဲ့တခြားပြည်ကလာတဲ့လူတွေကိုဘလို့ရောင်းရမယ်ဘလို့လောက်အောင်လဲဆိုအကုန်လုံးကိုသူစီမံခန့်ခွဲဖို့အတွက်တီတီကြက်ကြက်နဲ့သူက officer တွေကို ရွေးချယ်တယ်တိဆောက်တယ် management team ကိုတိဆောက်တယ်ဆိုတာကျွန်တော်တွေ့လို့ရပါတယ် ဒါကြောင့်ဒီနေ့မှာဒီကျွန်တော်အချက်၈ချက်ရှိတဲ့ထဲကနေဒီဒီနေ့မှာ၄ချက်အဖြစ်ကျွန်တော်ပြောချင်ပါတယ်။ဒါကြောင့်ဂျောဆက်ကဂျောတက်ကသူရဲ့ management လုပ်လာတဲ့အခါမှာဒီ management အားလုံးကိုဖျားကတော့သူ့ကိုယူပါယုံကိုဘာသာပြန်ခွန်းတော့ပေးပြီးသား။ဒါပေမဲ့ဒီ management လုပ်နိုင်ဖို့အချက်၈ချက်ထဲကနေဒီ၄ချက်ကိုတော့သူကောင်းကောင်းစီမံနေဆိုတော့ကျွန်တော်တွေ့လို့ရတယ်။ ဒါကြောင့်မိတ်ဆွေကိုဖះရှင်ကယူပါယုံပေးပြီးအဖွဲစီတီထောင်ဖို့ပေးလာတဲ့အခါမှာတင်ကောင်းဆောင်ဖြစ်လာတဲ့အခါမှာတင်နံပါတ်1ရွေးချယ်ရမယ်လူဒီကတိတ်ပြီးမှအရေးကြီးပါတယ်။အဲ့တင်ရွေးချယ်တဲ့အခါမှာတင်ရဲ့ယူပါယုံကိုကောင်းကောင်းတည်တော်သူဖြစ်ဖို့လည်းလိုတယ်။တင်သွားမဲ့လမ်းကြောင်းကိုကောင်းမွန်စွာ support ပေးနိုင်မဲ့လူဖြစ်ဖို့လည်းလိုတယ်။တမျိုးနဲ့ကျွန်တော်တို့ဒီဟို biblical term နဲ့ပြောရရင်တော့ winning လို့ပါ ပြောင်းလဲပြီးတော့သူ ဖြစ်ဖို့လိုတယ်။ကောင်းမွန်ဆိုရွေးချယ်ပြီးတဲ့နောက်မှာ तू ကဘယ်လိုမျိုးရွေးချယ်တယ်လဲဆိုတော့ discerning man ကိုကိုကို ကောင်းမွန်ဆိုအပြည့်စီမံခန့်ခွဲနိုင်တော့သူကောင်းဆောင်ကတစ်ချက်ပြောလိုက်တာနဲ့ဘာကိုလိုချင်တယ်လဲဆိုတော့ကောင်းကောင်းသိပြီးမှကြိုးစားပြီးမှအစဉ်အမြဲကိုကိုကိုကောင်းမကောင်းကိုကောင်းမွန်စွာဖြင့်စီမံခန့်ခွဲနိုင်တော်သူနံပါတ်3ချက်ကအရာထဲမှုပင်းတဲ့ပညာရှိတော်သူ လက်အောက်ငယ်သားတွေနဲ့ဘယ်လိုတွန်တွဲလုပ်မလဲအထက်ကခိုင်းတဲ့အရာကိုကောင်းမှုဆိုဘယ်လိုလုပ်မလဲဆိုပြီးဉာဏ်ပညာရှိရှိနဲ့စကားပြောနိုင်တော်သူဉာဏ်ပညာရှိရှိနဲ့အလုပ်လုပ်နိုင်တော်သူဒီကိုရွေးချယ်တယ်နောက်ဆုံးမှာအဲ့လူဒီကိုဘာလုပ်တယ်လဲဆိုတော့ရောတကမန်နေဂျမန့်ကောင်းကောင်းနေတဲ့ team တခုတည်ဆောက်တယ်အဲ့ team တခုတည်ဆောက်ပြီးခါမှာလက်ကလက်လုံမဲ့နေရကောင်းကကောင်းလုံမဲ့နေရ ဘဇက်ကဘဇက်လောက်ရမယ်နေရာဆိုပြီးကမှတော့ management ကောင်းကောင်းထားတယ်။ကောင်းနေရာမှာအိုးအောက်ငယ်သားအထိကောင်းမွန်စွာအဖြစ်စီမံခန့်ခွဲနိုင်ဖို့အတွက်ကို management team တကူသူတိဆောက်တယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရတယ်ဒီတိုင်းပဲမိတ်ဆွေကလည်းပဲ management တခုမှာအသင်းတော်မှာပဲဖြစ်ဖြစ်အဖွဲ့အစည်းတခုခုမှာပဲဖြစ်တင့်ရဲ့ business မှာပဲဖြစ်ဖြစ်တင့်တကယ်အောင်မြင်ချင်လို့ရှိရင် သင်နဲ့တကယ်လက်တွဲလုပ်မယ်လို့ဒီကိုရွေးချယ်တဲ့ညမှာတိတ်ပြီးမှရေးကြည့်ပြီနောက်ပြီးခါမှာအဲ့တင်ရွေးချယ်တဲ့သင်နဲ့လုပ်မရမယ်လူ ကောင်းဆောင်နေက management ဘက်မှာကန်ရမယ်လူဒီက designing man ဖြစ်ဖို့လိုအပ်တယ်ကောင်းကောင်းလေးစီမံခန့်ခွဲနိုင်တော့သူ ဖြစ်ဖို့လိုအပ်တယ်နောက်ပြီးခါမှာပညာအတိုင်းတာတတ်တော်သူဖြစ်ဖို့လိုတယ်ပညာရှင်ဖြစ်ဖို့လည်းလိုပါတယ် နောက်ဆုံးမှာအဲ့ကိုဒီမွက်ကို set up ကောင်းကောင်းလေးချပြီးခါမှာတကယ်ပဲကောင်းဝင်စွာ function လုပ်နိုင်ဖို့တကို set up လုပ်နိုင်တော့ခေါင်းဆောင်ဖြစ်ဖို့လိုအပ်ပါတယ် management ပိုင်းမှာဒါကသိပြီးခါမှာအရေးကြီးပါတယ်အဲ့တော့ကြောင်းဒီနေ့မှာ Joseph ကိုနော် Pharaoh ဘရင်ကပေးတဲ့အခါမှာစီမံခန့်ခွဲမှုတစ်ခုလုံးတနိုင်ငံလုံးကိုပေးလာတဲ့အခါမှာအချက်၈ချက်ထဲကနေ့ ဒီအချက်၄ချက်ကိုကျွန်တော်ဒီနေ့မှာပြန်ပြီးခါမှဖော်ပြပေးချင်ပါတယ်မိတ်ဆွေရဲ့အသက်တာမှာလည်းဒီအချက်၄ချက်လိုမျိုးကမန်နေဂျမန့်ကိုကကောင်းဆောင်ဖြစ်လာပြီဆိုရင်ဒီအချက်၄ချက်ဟာကိုယ့်အတွက်တကယ်ပဲအသုံးဝင်သလားအသုံးမဝင်ဘူးလားဆိုလက်တွေ့တတ်တာမှာပြန်ပြီးခါမှစဉ်းစားကြည့်ပါတင်းရဲ့အသက်တာမှာတကယ်ပဲအသုံးဝင်နေ ကိုကအခုပဲစာပြီးလုတ်မဆိုရင်ဒီအချက်၄ချက်ကိုလုံးဝမမေ့ဘဲနဲ့ဆက်လက်ပြီးမှကျွန်တော်ကြံတဲ့အချက်၄ချက်ကိုလည်းနောက်ဗီဒီယိုလေးမှာကျွန်တော်ပြန်ပြတူတူကလေ့လာကြရအောင်လို့ကျွန်တော်ဒီနေ့ပြောချင်ပါတယ်ဆိုတော့ကြည့်ရှုပေးသူအားလုံးပေါ်မှာတကယ်ပဲကျေးဇူးတင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုကြည့်တဲ့အခါမှာ like share and subscribe လေးလုပ်ပြီးမှဖြစ်နိုင်ရင် comment လေးအားဖြင့်လည်းကျွန်တော်ကိုဆက်လက်ပြီးအားပေးလို့ရပါတယ်ဆိုတော့လေပြောချင်ပါတယ်တင်ချိန်ပေးတဲ့အတွက်ကြောင့်သူပဲကျေးဇူးတင်ပါတယ်